တရုတ်နိုင်ငံမှာဖြစ်ပေါ်နေတဲ့ကုန်သွယ်ရေးနဲ့စီးပွားရေးမငြိမ်သက်မှုတွေဟာကမ္ဘာတဝန်းစိုးရိမ်မှုနဲ့စောင့်ကြည့်ခံနေရပါတယ်။မကြသေးခင်ကပုံမပြင်းထန်လာတဲ့ခွန်စစ်ပွဲဟာသမရထရန့်ရဲ့ပြင်းထန်တဲ့စကားသံတွေနဲ့အတူအတိုင်းအတာတစ်ခုကိုရောက်ရှိလာခဲ့ပါတယ်။ပေကျင်းစိုးရဟာ DPR တွေကိုရင်ဆိုင်ဖို့မတူညီတဲ့ view ဟာတွေကိုရှာဖွေနေပါတယ်။ထပ်မံအခွန်တွေတင်ပွန်းမှုကန့်သက်ချက်တွေတန်တပန်ကြီးရတင်းမာမှုတွေဟာရင်းနှီးနေတဲ့ပုံရိပ်တစ်ခုလိုဖြစ်လာပေမဲ့နောက်ွယ်မှာတော့ပုံမထိတ်လန့်ကြောင်တဲ့အဖြစ်မှန်တစ်ခုပေါ်ထွက်လာနေပါတယ်။ကျွမ်းကျင်သူတွေရဲ့အဆိုအရ တရုတ်နိုင်ငံမှာလူဦးရေတန်း200လောက်ဟာအလုတ်လက်မဲ့ဖြစ်ပေါ်နိုင်တဲ့အန်ဒရန်နဲ့ရင်ဆိုင်နေရပါတယ်။ဒါဟာလူတိုင်းနှီးပါအာယုံစိုက်တဲ့ကြီးမားတဲ့လူမှုနဲ့စီးပွားရေးပြဿနာတစ်ခုပါ။ဒါဆိုကမ္ဘာကြီးသုံးထုတ်လုပ်သူတွေကတရုတ်ဖြစ်တဲ့တရုတ်နိုင်ငံဟာဒီလိုကြီးမားတဲ့အလုတ်ကင်အကြက်တဲနဲ့ဘလို့ဆက်ဆက်လာရတာလဲ။တရုတ်အာဏာပိုင်တွေဟာအခွန်စစ်ပွဲဟာနိုင်ငံရဲ့တင်ပို့မှုတွေကိုတိုက်ရိုက်ထိခိုက်စေတယ်ဆိုတဲ့အချက်ကိုဖုံးကွယ်ဖို့မလိုအပ်တော့ဘူးလို့ခံစားလာကြပါတယ်။အစိမ်းမြင့်ရရှိတွေကအထူးသဖြင့်နိုင်ငံခြားကုန်သွယ်ရေးကိုဥတီတဲ့စက်ယုံတွေဟာ ိတ်သိမ်းရမယ့်အန္တရာယ်နဲ့ရင်ဆိုင်နေရပြီးဒါဟာအလုတ်သမားအများအပြားအလုတ်ဖြုတ်ခံရမှုကိုဖြစ်ပေါ်စေနိုင်တယ်လို့ပြောပါရယ်ကျွန်တော်တို့စီးပွားရေးကိုကွဲပြားအောင်လှုံ့ဆော်ရမယ်မဟုတ်ရင်ကမ္ဘာကုန်သွယ်ရေးမှာဒီပုံမပြင်းထန်လာမှုဟာကျွန်တော်တို့ကိုပြင်းထန်စွာထိခိုက်စေလိမ့်မယ်လို့ပေကျင်းဆိုရကပြောနေပါရယ်လူမှုမီဒီယာဘော်ကမှတ်ချက်တွေအရတရုတ်နိုင်ငံဟာပြည်ရင်းစားသုံးမှုကိုလှုံ့ဆော်ပြီးဒီကွာဟာချက်ကိုဖြည့်ဆည်းဖို့ကြီးဝဲထားပေမဲ့လူဦးရေ1ဘီလီယံကျော်ရှိတဲ့စီးပွားရေးမှာပြည်ရင်းဝယ်လိုအားတစ်ခုတည်းနဲ့ပဲမလုံလောက်နိုင်မဲ့စိုးရိမ်မှုတွေရှိနေပါတယ် အထူးသဖြင့်မကြသေးခင်နှစ်တွေအတွင်းတိုးတက်မှုနှုန်းနှေးကွေးလာခဲ့ပြီးအ धिक ထုတ်လုပ်သူတွေကိုအခွန်တွေကြောင့်ဖယ်ထုတ်လိုက်တဲ့အခါအလောက်ကင်ထိခိုက်မှုဟာမလွဲမရှောင်သာဖြစ်လာမယ်လို့ထင်ရပါတယ်။တမရထရန့်ဟာဒီဖြစ်ပေါ်တိုးတက်မှုတွေကိုအနီးကပ်စောင့်ကြည့်နေပါတယ်။သူဟာကုံတော်ရေးစစ်ပွဲကိုစတင်ခဲ့တဲ့လောက်ရက်တွေရဲ့ပြီးသူကလို့ယူဆခံရပေမဲ့တရုတ်နိုင်ငံရဲ့မမျှတတဲ့ကုံတော်ရေးအလေးချင်းတွေကိုတားဆီးဖို့အကောင့်ထဲပေါ်ခဲ့တဲ့မူဝါဒဟာရလက်တွေထုတ်ပေးနေတယ်လို့သူကငင်းခုန်ပါတယ်။ White House ပြောခွင့်ရသူက တမနာထရန့်ဟာအမေရိကန်ရဲ့အကျိုးစီးပွားကိုကာကွယ်ပြီးမျှတတဲ့ဂုဏ်သရေးအတွက်ဒန်းတူညီမျှတဲ့ကစားကွင်းတစ်ခုဖန်တီးလိုပါတယ်။တရုတ်နိုင်ငံရဲ့တာဝန်မဲ့မူဝါဒတွေဟာကမ္ဘာဈေးကွက်ရောသူ့ရဲ့ပြည်ရင်းဈေးကွက်ကိုပါစိန်ခေါ်နေပါတယ်လို့ပြောကာဝါရှင်တန်ရဲ့ရည်တည်ချက်ဟာမပြောင်းလဲဘူးဆိုတာကိုရှင်းလင်းစွာဖော်ပြခဲ့ပါတယ်။ဒီပြင်းထန်တဲ့ရည်တည်ချက်ဟာကမ္ဘာစီးပွားရေးပတ်ဝန်းကျင်ကိုမတိမငြိမ်ဖြစ်စေတဲ့အဓိကအကြောင်းရင်းတစ်ခုလို့ယူဆခံရပါတယ်။အကယ်၍ထရန့်ကဒီလောက်ခိုင်မာသွားအခိုင်အမာမတောင်းဆိုခဲ့ရင် တရုတ်နိုင်ငံဟာဒီလောက်ကြီးမားတဲ့အကြက်တဲနဲ့ရင်ဆိုင်ရမှာမဟုတ်ဘူးလို့အချို့ကငြိမ်းခုန်ကြပြီးတချို့ကတော့တရုတ်ရဲ့စီးပွားရေးပုံစံမှာဖွဲ့စည်းပုံဆိုင်ရာအားနည်းချက်တွေရှိရင်ရှိမှန်းသိပြီးဒါဟာအချိန်မြင့်တဲ့အချက်တစ်ခုပဲဖြစ်တယ်လို့ဆိုပါရယ်ဒါဆိုဘယ်အမြင်ကမှန်ကန်လာလဲတရုတ်နိုင်ငံမှာလူသန်းပေါင်းများစွာဟာသေးငယ်တဲ့ကဏ္ဍတွေမှာအလုံးလုံးနေကြတဲ့အချက်ကအခွန်စစ်ပွဲရဲ့အကျိုးဆက်တွေကိုပုံမသိတာထင်ရှားစေပါရယ်ဥပမာကမ္ဘာထိပ်တန်းအထယ်လိမ့်နဲ့အဝိထယ်ထုတ်လုပ်သူတွေဟာ American ခွန်တွေကြောင့် order တွေဆုံးရှုံးသွားတဲ့အခါ အလုတ်သမားတောင်းနဲ့ချီပြီးရုတ်တရက်လစာမရှိတော့တဲ့အခြေအနေနဲ့ရင်ဆိုင်ရပါတယ်။ Electronic လုပ်ငန်းမှာလည်းဒီအတိုင်းပါပဲ။စက်ရုံမန်နေဂျာချို့ကလူမှုမီဒီယာပေါ်မှာရေးသားထားတာက တင်ပို့မှု order တွေဟာထပ်ဝက်နှီးပါကျဆင်းသွားပြီးအလုတ်သမားရှော့ချမှုအစီအမံတွေကိုအကောင့်ထဲပေါ်ဖို့ဖိအားပေးခံရနေရတယ်လို့ဆိုပါတယ်။အခုချိန်ထိတရုတ်နိုင်ငံဟာအလုတ်သမားကုန်ကျစရိတ်နည်းပြီးထုတ်လုပ်မှုစွန့်ရင်မြန်မာတော်ကိုခုံယူခဲ့ပေမဲ့အခွန်တွေမြင့်တက်လာတဲ့အမျှဒီအားသာချက်ဟာကြောင်းမြန်ဖြစ်လာနေပါတယ်။ အစိုးရရဲ့စီမံတွေထဲမှာဒစိတပိုင်းအခွန်ဖြတ်တောက်မှုဒေတာရင်းလုပ်ငန်းတွေအတွက်မလုံပေးမှုတွေအရေးပါတဲ့ကဏ္ဍတချို့မှာနိုင်ငံတော်ထောက်ပံ့တဲ့ရန်ပုံငွေတွေမိတ်ဆက်ပေးမှုတွေပါဝင်ပါတယ်။ဒါပေမဲ့လူသန်း200လောက်ရဲ့အလုပ်လက်မဲ့ဖြစ်နိုင်တဲ့အန္တရာယ်နဲ့အတူဒီအစိမ်းမှန်တွေဟာဘလောက်ထိထိရောက်မလဲဆိုတာကိုဘသူမှသေချာမသိပါဘူး။အရာရှိတွေကအခြေအနေတွေကိုထိန်းချုပ်ထားပြီးပုံဖော်ပြဖို့ကြိုးစားနေပေမဲ့လမ်းပေါ်ကသတင်းတွေကတော့ပေကျင်းဟာအလွန်အမင်းထိတ်လန့်နေတယ်လို့ဆိုပါရတယ်။တရုတ်ရဲ့တူတက်မှုကိုဥတီတဲ့တည်ငြိမ်မှုမှာ ရင်းရိုက်မှုတစ်ခုဟာနိုင်ငံအတွင်းလူမှုတင်းမာမှုတွေကိုဖော်ထုတ်ရုံနဲ့မကပဲကမ္ဘာစီးပွားရေးဂွင်းဆက်တွေကိုပါအားနည်းစေနိုင်ပါတယ်။ကမ္ဘာကုန်သွယ်ရေးရဲ့အများစုကိုထိန်းချုပ်ထားပြီးကြီးမားတဲ့ထုတ်လုပ်မှုကွန်ရက်တွေပိုင်ဆိုင်ထားတဲ့ဒီအီယာမနိုင်ငံကြီးဟာသူ့ရဲ့ပိုရှန်နေတဲ့အလုံသမားအင်အားကိုစီးပွားရေးတဲ့ပေါင်းစည်းပုံမှာအောင်မြင်ခဲ့ရင်နိုင်ငံသားသွင်းကုန်တွေအပေါ်ပုံမှန်မိခိုလာနိုင်ပါတယ်။ဒီလုပ်ငန်းစဉ်မှာတရုတ်နိုင်ငံရဲ့အားနည်းလာမှုဟာအမေရိကန်ပြည်ထောင်စုအတွက်မဟာဗျူဟာမြောက်အားသာချက်တစ်ခုဖြစ်လာနိုင်တယ်လို့တမရထရန့်နဲ့နှိစက်တဲ့အမေရိကန်အကြံပေးတချို့ကပြောပါတယ်။ ကုန်ကြစည်တက်တာတဲ့တရုတ်ထုတ်ကုန်တွေရဲ့ရှင်းပြိုင်နိုင်စွမ်းကိုချိုးဖြတ်တာဟာအမေရိကန်ထုတ်လုပ်သူတွေကိုရေရှည်မှာအသက်ရှူချိန်ပိုရစေနိုင်ပါတယ်။ဒါပေမဲ့ဒီညီမျှခြင်းဟာဒီလောက်ရိုးရှင်းတာမဟုတ်ပါဘူး။တရုတ်ဈေးကွက်ဟာအမေရိကန်ကုမ္ပဏီတွေအတွက်ကြီးမားတဲ့တင်ပို့မှုနဲ့ယင်းနှိမ့်နှံမှုပလက်ဖောင်းတစ်ခုလည်းဖြစ်ပါတယ်။အကယ်၍တရုတ်နိုင်ငံမှာစားသုံးသူဝယ်လို့အားကျဆင်းသွားမယ်၊ဆက်ယုံတွေပိတ်သိမ်းသွားမယ်၊နိုင်ငံရဲ့စီးပွားရေးတက်ကြွမှုပျောက်ဆုံးသွားမယ်ဆိုရင်အမေရိကန်ကုမ္ပဏီတွေလည်းစိုးရွားတဲ့ထိခိုက်မှုတွေခံစားရလိမ့်ပါမယ်။ထရန့်ဟာသူ့ရဲ့ပုံရိပ်ကိုမြင့်တင်ဖို့ ပြင်းထန်တဲ့ပုံစံပြခြင်းပေမဲ့တကယ်တမ်းမှာအနိုင်ရဖို့ဖော်မြူလာတစ်ခု win win ဖော်မြူလာမရှိရင်လူတိုင်းရှုံးတယ်ဆိုတာကလူမှုမီဒီယာပေါ်မှာဘုံဖြစ်နေတဲ့ထင်မြင်ချက်တစ်ခုပါဒါဆိုဒီတင်းမာမှုရဲ့အနာဂတ်မှာဘလို့ရလက်တွေထွက်ပေါ်လာမလဲတရုတ်နိုင်ငံမှာကြီးထွားလာတဲ့လူမှုမငြိမ်မသက်မှုတွေဟာအစိုးရအတွက်အဓိကပြဿနာတစ်ခုဖြစ်လာနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့လူဦးရေ1.4ဘီလီယံရှိတဲ့နိုင်ငံတစ်ခုရဲ့အလုတ်ကင်မူဝါဒတွေဟာနိုင်ငံရေးတည်ငြိမ်မှုကိုတိုက်ရိုက်ဆုံးဖြတ်ပေးလို့ပါ။အခွန်စစ်ပွဲတွေကြောင့်ဒေဝါလီခံရတာ ဒါမှမဟုတ်ကျုံသွားတဲ့စက်မှုလုပ်ငန်းတွေမှာအလုတ်ဆုံးရှုံးသွားတဲ့လူတွေဟာကျေးလက်ဒေတာတွေကိုပြန်သွားရတယ်လို့အချို့သတင်းရင်းမြစ်တွေကငင်းခုန်ပါတယ်။ဒါဟာမြို့ကြီးတွေမှာစီးပွားရေးလှုပ်ရှားမှုနှေးကွေးလာသေးပြီးကျေးလက်ဒေတာတွေမှာအလုတ်ကိုင်းအခွင့်အလမ်းကန့်သတ်ခံထားရတာကြောင့်လူတွေဟာဝင်ဝင်နေပါတဲ့အဆင့်မှာပိတ်မိနေကြပါတယ်။ဒီလူမှုစီးပွားရေးအသွင်ကူးပြောင်းမှုဟာပေကျင်းအစိုးရအနေနဲ့နှစ်ပေါင်းများစွာရှောင်ရှားခဲ့တဲ့ပြဿနာတစ်ခုဖြစ်ပြီးတည်ငြိမ်အောင်ထိန်းဖို့များပြားတဲ့ရင်းနှီးမြှုပ်နှံမှုတွေလုပ်ခဲ့ပေမဲ့အခုအခွန်စစ်ပွဲဟာဒါကိုပိုလျှောက်ထွေးစေတယ်လို့ထင်ရပါတယ်။ တစ်ဖက်မှာတော့တရုတ်နိုင်ငံဟာဒီပညာဆိုင်ရာအောင်မြင်မှုတွေနဲ့တန်မိုးမြင့်ထုတ်ကုန်တွေကိုထုတ်လုပ်မှုကနေကိုကိုကိုကဲတင်မှုကြိုးစားနေပါတယ်။ဒါဟာဤပညာနယ်ပယ်မှာမူပိုင်ခွင့်နဲ့ညာနာမူပိုင်ခွင့်ချိုးဖောက်မှုဆိုင်ရာရေရှည်ငင်းခုန်မှုတွေပြန်လည်ပေါ်ပေါက်လာတဲ့နေရာဖြစ်ပါတယ်။ American media တွေကတရုတ်နိုင်ငံဟာတကယ်ထုတ်လုပ်မှုခုန်ပြန်မှု productivity leap ကိုမလုပ်နိုင်ဘူးလို့ဆိုပြီးစမ်းသစ်တီထွင်မှုထက်ကူးယူမှုကိုရွေးချယ်သင့်တယ်လို့စွပ်စွဲပေမဲ့တရုတ်ရာရှိတွေကတော့ကျွန်တော်တို့နိုင်ငံဟာသုတေသနနဲ့ဖွံ့ဖြိုးရေး R&D အတွက် ဒေါ်လာဘီလီယံပေါင်းများစွာသုံးစွဲထားပြီးတိုးတောင်းတဲ့ချိန်တွင်ကမ္ဘာထိပ်တန်းကောင်းဆောင်တွေကတခုဖြစ်လာနိုင်တဲ့စွမ်းရည်ရှိတယ်လို့ဆိုပါတယ်။ဒီအငင်းပွားမှုဟာအခွန်စစ်ပွဲတွေနဲ့စီးပွားရေးတင်းမာမှုတွေရဲ့အရေးအောက်မှာဆက်လက်ဖြစ်ပေါ်နေပါတယ်။ဒါပေမဲ့တကယ်ဘသူကမှန်ကန်တာလဲ။တရုတ်နိုင်ငံဟာအနောက်တိုင်းနည်းပညာတွေကိုကြော်တက်သွားမဲ့စမ်းသစ်တီထွင်မှုလှိုင်းတစ်ခုကိုထုတ်လွှင့်နိုင်မလား။ဒါမှမဟုတ်သူ့ရဲ့ကုန်ကြစရိတ်တက်တာတဲ့ထုတ်လုပ်မှုပြူဟာဟာမအောင်မြင်ဘူးလားတမနာထရန့်ကမျှတာတဲ့ကုန်သရေးအတွက်သူ့ရဲ့တောင်းဆိုမှုကိုထက်လောင်းအတည်ပြုပြီး အခုံတွေကတရုတ်ကိုဒူးထောက်လျက်နဲ့မထားနိုင်ပေမဲ့အ ਨੇ ဆုံးတော့စီးမြင့်တွေနဲ့အညီကစားစီမှာပဲလို့ပြောပါရယ် White House တဲကအချို့အတန်တွေကတော့ပိုစီးရှိပါတယ်တရုတ်ရဲ့အားနည်းချက်ကိုရှော့မတွက်ပါနဲ့သူတို့ဟာကမ္ဘာဈေးကွက်ရဲ့အရေးပါတဲ့အစိပ်ပိုင်းတစ်ခုကိုဆက်လက်ထိန်းထားပြီးမတူညီတဲ့မိတ်ဖက်ဆက်ဆံရေးတွေနဲ့အားကောင်းလာနိုင်ပါတယ်လို့ဆိုပါတယ်တကယ်တော့ပေကျင်းဟာအာဖရိကတောင်အမေရိကအရှေ့အလယ်ပိုင်းစတဲ့မတူညီတဲ့ဒေသတွေနဲ့ကုန်သွယ်ရေးဆက်ဆံမှုတွေကိုဆက်လက်နဲ့နေစစ်ဆက်နေပါတယ် အကယ်၍အမေရိကန်ဈေးကွက်မှာကျုံသွားတာကိုဒီနိုင်ငံတွေနဲ့ဖြည့်ဆည်းနိုင်ခဲ့ရင်အခွန်စစ်ပွဲရဲ့တက်ရောက်မှုတွေကိုအနည်းငယ်လောက်လျှော့ပါတတ်တာစီနိုင်ပါတယ်။သို့တော့လူဦးရေတန်း200အထိအလုံးလက်မဲ့ဖြစ်နိုင်တဲ့အန်ဒီရဲဟာအမေရိကန်နဲ့တင်ပို့မှုကြာဆင်းမှုတစ်ခုလည်းကြောင့်သာဖြစ်ပေါ်လာတယ်လို့ဆိုလို့မရပါဘူး။လူမှုမီဒီယာပေါ်မှာမျှဝေထားတဲ့ခွဲခြမ်းစိတ်ဖြာမှုတွေရာတရုတ်နိုင်ငံအတွင်းအင်ချမ်မီကန်နာမှဗန်နာရေးကန္နာထီထပ်ဆင်ဖြစ်ပေါ်နေတဲ့အကြက်တဲတခုပေါ်ပေါက်လာနိုင်တယ်လို့အကြံပြုထားပါဗျ။ကြီးမားတဲ့ဆောက်လုပ်ရေး project တွေ လင်းမြန်တဲ့မြို့ပြဖွံ့ဖြိုးမှုအလွန်ကျွံချင်းဝေယူမှုတွေကိုအကြောင်းမျိုးမျိုးဟာနိုင်ငံရဲ့တိုးတက်မှုပုံစံမှာအားနည်းတဲ့ဆက်သွယ်မှုတွေဖြစ်ပါတယ်။ဒီအားနည်းချက်တွေဟာကမ္ဘာကုန်သရေးရဲ့အတက်အကျတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါစီးပွားရေးပေါက်ကွဲမှုတစ်ခုကိုဖြစ်ပေါ်စေနိုင်ပါတယ်။တရုတ်ရာရှိတွေကမကြာခဏလိုအပ်ရင်နိုင်ငံတော်ရန်တရားအနေနဲ့ဝင်ရောက်ဆွတ်ဖက်မယ်လို့ပြောပေမဲ့ဈေးကွက်ဟာဗဟိုချုပ်ကင်မှုအောက်မှာမရှိတော့ပါဘူး။အထူးသဖြင့်လူငယ်တွေကြားမှာမြင့်တက်လာတဲ့အလုပ်လက်မဲ့မှုဟာစနစ်တစ်ခုလုံးကိုရိမ့်ရိုင်စေနိုင်တဲ့လူမှု PR ဖြန့်တီးနိုင်ပါတယ်။ တက္ကသိုလ်ဘွဲ့ရတွေဟာလစာနေတဲ့အလုပ်တွေကိုလက်ခံလုပ်ကန်ရတာဒါမှမဟုတ်လုံးဝအလုပ်မရှိတာတွေကနှစ်ပေါင်းများစွာကြီးထွားလာခဲ့တဲ့အလဲတန်းလူတန်းစားရဲ့အနာဂတ်ကိုမသေးချာမရေရာဖြစ်စေပါတယ်။တချို့ကဒီအချက်တည်းဟာတရုတ်နိုင်ငံမှာဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေအတွက်လမ်းဖွင့်ပေးနိုင်မယ်။ဘာကြောင့်လဲဆိုတော့ပြည်သူတွေကအစိုးရကိုတာဝန်ခံမှုတောင်းဆိုလာလိမ့်မယ်လို့ဆိုကြပါတယ်။ဒါပေမဲ့ဒီအမြင်ဟာအငင်းပွားဝယ်ရာလည်းဖြစ်ပါတယ်။ပေကျင်းဟာနိုင်ငံရေးတည်ငြိမ်မှုထိန်းသိမ်းမှုပြင်းထန်တဲ့အစီအမံများပါကိုလှုပ်ဆောင်တတ်တယ်ဆိုတာလူသိများပါတယ်။ အကယ်၍စီးပွားရေးအကျပ်တွေပုံမနှဆိုင်လာခဲ့ရင်လူမှုစုဘူးအောင်ကြွားမှုတိုးလာနိုင်ပေမဲ့တရုတ်နိုင်ငံရဲ့နိုင်ငံတော်ဒလိဟာလူမှုဆန္ဒပြမှုတွေကိုဘလို့သဘောထားတယ်ဆိုတာကိုလည်းသိထားပါဗျ။သမ္မတထရန့်ကဒီအကြောင်းနဲ့ပတ်သက်ပြီးရှင်းလင်းပြောထားပါဗျ။တရုတ်နိုင်ငံဟာစနစ်ကိုဝေဖန်သူတွေကိုဖိနှိပ်ပါဗျ။အရေးကြီးတာကကုံသွေးရေးစစ်ပွဲဟာကျွန်တော်တို့နိုင်ငံရဲ့ကမ္ဘာစီးပွားရေးအတွက်ရေရှည်တည်တံ့တဲ့အဖြစ်တစ်ခုကိုရရှိဖို့ပါ။ဒါပေမဲ့ဒီပြင်းထန်တဲ့စကားလုံးတွေဟာပေကျင်းရဲ့နိုင်ငံသားရေးမူဝါဒလှုပ်ဆောင်ချက်တွေကိုတက်ရောက်မှုရှိမလား။ ကျွမ်းကျင်သူတွေကတရုတ်နိုင်ငံဟာအထူးတန်တမာရေးကြိုးပမ်းမှုတစ်ခုမှာပါဝင်လာပြီးအထူးသဖြင့်ဥရောပလိုဒေသဆိုင်ရာအင်အားကြီးနိုင်ငံတွေနဲ့ကုန်သွယ်ရေးသဘောတူညီချက်တွေရိုက်ဖို့စူးစမ်းလိုက်မယ်လို့မျှော်လင့်ထားပါတယ်။အကယ်၍ဒီကြိုးပမ်းမှုအောင်မြင်ခဲ့ရင်အခွန်စစ်ပွဲရဲ့တက်ရောက်မှုတွေကိုတတ်တာစေနိုင်ပြီးလူသန်း200အလုံးလုံးမဲ့ဖြစ်မဲ့ဆိုတဲ့ခံမှန်းချက်ဟာတကယ်ဖြစ်ပေါ်လာနိုင်ပါဘူး။ဒါပေမဲ့ဒီကြိုးပမ်းမှုတွေကိုမအောင်မြင်ခဲ့ရင်တရုတ်နိုင်ငံတွင်းကလူမှုတင်းမာမှုတွေအရှိန်မြင့်လာနိုင်ပါတယ်။ ဒါဟာအမေရိကန်ပြည်ထောင်စုကိုသူတို့မလိုချင်တဲ့အနေအထားတစ်ခုမှာထားနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကမ္ဘာစီးပွားရေးရဲ့မတည်ငြိမ်မှုဟာအမေရိကန်ရဲ့တင်ပို့မှုတွေနဲ့ရင်းနှီးမြှုပ်နှံမှုစီးဆင်းမှုတွေကိုပါနှောက်ယှက်ဖြစ်စေမှာမို့ပါ။ကမ္ဘာအကြီးဆုံးစီးပွားရေးနှစ်ခုကြားကတင်းမာမှုတွေဟာတခြားနိုင်ငံအားလုံးကိုစွဲငင်သွားနိုင်တဲ့လှိုင်းထလှုပ်မှုတစ်ခုကိုဖန်တီးနေပါတယ်။လူမှုမီဒီယာပေါ်မှာဒီတစ်ချိန်မှာတရုတ်နိုင်ငံတစ်ခုရဲ့ရှုံးနေမှာလား။ဒါမှမဟုတ်အမေရိကကလည်းထိခိုက်မှာလားဆိုတဲ့မေးခွန်းကိုမကြာခဏမေးမြန်းလေးရှိပါတယ်။ White House နဲ့ Beijing အစိုးရတို့က တစ်ဖက်နဲ့တစ်ဖက်တန်တိတ်ထန်ချထားတဲ့သတင်းစကားတွေကိုဆက်လက်ပို့လွှင့်နေကြပါတယ်။ဒါပေမဲ့စီးပွားရေး data တွေကတော့နှစ်ဖက်စလုံးဟာတိတာထင်ရှားတဲ့ဆုံးရှုံးမှုတွေကိုခံစားနေရတယ်ဆိုတာကို ဖော်ပြပါတယ်။တရုတ်နိုင်ငံမှာအလုပ်လက်မဲ့မှုအများအပြားဖြစ်ပေါ်နေတာနဲ့အမေရိကန်မှာငွေကြေးဖောင်းပွားမှုမြင့်တက်လာတာနဲ့ထောက်ပံ့ရေးကွင်းဆက်ပြဿနာတွေဟာဒီစစ်ပွဲကဘသူ့အတွက်မှအကျိုးမြတ်မရှိဘူးဆိုတာကိုပြသပါတယ်။ဒါပေမဲ့လည်းသမ္မတထရန့်ကရေရှိမှာအမေရိကရဲ့အကျိုးစီးပွားတွေကိုကာကွယ်ပေးမယ်ဆိုတဲ့ထုတ်ဖော်ပြောဆိုမှုနဲ့ သူ့ရဲ့ထောက်ခံသူတွေကိုစိတ်ချလုံခြုံအောင်ကြိုးစားနေပါတယ်။ဒါပေမဲ့ကုံတရေးစစ်ပွဲဟာအထူးသဖြင့်ဤပညာကဏ္ဍတွေမှာအပြန်အလှန်မှီခိုမှုနှက်ဆိုင်လွန်းတာကြောင့်စီမံကိန်းတွေတိတိတသားအနှောက်အယှက်ဖြစ်နေပါတယ်။ဘာကြောင့်လဲဆိုတော့ American Company တော်တော်များများဟာသူတို့ရဲ့ထောက်ပံ့ရေးကွင်းဆက်အတွက်တရုတ်နိုင်ငံကိုမှီခိုနေရလို့ပါ။တရုတ်နိုင်ငံရဲ့နိုင်ငံရေးဖွဲ့စည်းပုံဟာဒီလိုစီးပွားရေးအကျပ်တဲကိုဘလောက်ခံနိုင်ရည်ရှိမလဲဆိုတာမရှင်းလင်းပါဘူး။အစိုးရအနေနဲ့လိုအပ်ရင်ဖိနှိပ်မှုအစီအမံတွေနဲ့လူမှုစုပူမှုတွေကိုထိန်းချုပ်နိုင်ပေမဲ့ အလုံးလက်မဲ့ဖြစ်နေတဲ့တန်းပေါင်းများသောလူတွေကိုဘလို့ကျွေးမွေးမလဲဆိုတဲ့မေးခွန်းကပေါ်ပေါက်လာပါတယ်။ဒီမေးခွန်းကလူသားဆိုင်ရာရှုထောင့်ကိုဖြစ်ပေါ်စေပါတယ်။အကယ်၍ဒီလူဦးရေတန်း200ဆိုတဲ့ခံမှန်းချက်ဟာတကယ်နီးစပ်ပြီးဒါကိုတရားဝင်အတည်ပြုတာဒါမှမဟုတ်ငင်းဆိုတာမျိုးမရှိခင်ရင်ဒါဟာကမ္ဘာတမိုင်းမှာအကြီးမားဆုံးအလုပ်လက်မဲ့လှိုင်းတစ်ခုဖြစ်လာနိုင်ပါတယ်။ဒီလိုအခြေအနေမျိုးကိုနိုင်ငံတော်ထောက်ပံ့ကြေးတွေနဲ့စီမံခန့်ခွဲဖို့ဆိုတာမဖြစ်နိုင်သလောက်ပါ။ဒါကြောင့်ပေကျင်းနေနဲ့အသက်ဆန်းသောသဘောတူညီချက်တွေကိုရှာဖွေပြီး တင်ဖို့ဈေးကွက်တွေကိုတက်နိုင်သမျှမြန်မြန်ဆန်ဆန်ကွဲပြားအောင်လှုံ့ဆော်ရမှာပါဒီလောက်ကြီးမားတဲ့အထုတ်လုပ်မှုစွမ်းရည်ရှိတဲ့နိုင်ငံတစ်ခုဟာကမ္ဘာစီးပွားရေးမှာသူ့ရဲ့အလေးချိန်ကိုမခံစားမိစေဖို့ဆိုတာမဖြစ်နိုင်ပါဘူးတမရာထရန့်ကအခုချိန်မှာကျွန်တော်တို့ရဲ့ကိုပိုင်ကျိုးစီးပွားတွေကိုကာကွယ်ရမယ်လို့ပြောထားပေမဲ့ American Company တွေဟာလည်းဈေးတက်တာတဲ့တရုတ်ထုတ်ကုန်တွေနဲ့တရုတ်နိုင်ငံကိုများစွာမှီခိုနေတဲ့ထောက်ပံ့ရေးကုန်ရက်ပေါ်မှာမှီခိုနေရပါတယ်အကယ်၍အခွန်စစ်ပွဲဟာဆက်လက်ကြနိုင်မယ်ဆိုရင်နှစ်ဖက်စလုံးရဲ့စီးပွားရေးတွေပြင်းထန်စွာထိခိုက်နိုင်ပါတယ် အမေရိကန်တို့ဟာမသေးကြမရေရတဲ့လမ်းကြောင်းတစ်ခုစီဥတီနေပါတယ်တကယ်ပဲကျွမ်းကျင်သူတော်တော်များများကဒီတင်းမာမှုတွေဟာမကြခင်အချိန်မှာအလွဲတကူပြီးဆုံးမှာမဟုတ်ဘူးလို့ပြောကြပါတယ်ပြီးတော့ကဘာတစ်ခုလုံးဟာစီးပွားရေးအစီအစဉ်တစ်ခုစီအတင်းကျပ်တွန်းပို့ခံနေရပါတယ်ဒီအချိန်မှာပေကျင်းရဲ့နောက်ထပ်လှုပ်ဆောင်မှုတွေဟာဆုံးဖြတ်ချက်ချဖို့အရေးကြီးပါတယ်အကယ်၍သူတို့ကပုံမပြောင်းလဲပြင်လဲရှိတဲ့ကုံသွယ်ရေးမူဝါဒကိုလက်ခံကျင့်သုံးပြီးအမေရိကန်နဲ့တခြားကုံသွယ်ရေးမိဖက်တွေနဲ့အပေးအယူလုပ်နိုင်ခဲ့ရင် အလုတ်လက်မဲ့ဖြစ်မှုရဲ့ချိန်ချောင်းမှုကိုရှော့ချနိုင်မှာပါဒါပေမဲ့လည်းတရုတ်နိုင်ငံအနေနဲ့သူ့ရဲ့လွတ်လပ်မှုကိုအလျှော့မပေးလို့ပဲအခြားဈေးကွက်တွေစီဥတီလှဲ့မယ်ဆိုတဲ့အမြင်ကိုရှော့မတွက်သင့်ပါဘူးနိုင်ငံတော်ထောက်ပံ့တဲ့ကုမ္ပဏီကြီးတွေဟာအာဖရိကနဲ့တောင်အာရှမှာများပြားစွာရင်းနှီးမြှုပ်နှံပြီးတင်ပို့ဈေးကွက်အစ်တွေကိုဖွင့်လှစ်နေပါတယ်ဒါပေမဲ့ကမ္ဘာအကျပ်တဲပတ်ဝန်းကျင်မှာဘာမှသိကြမှုမရှိပါဘူးအမေရိကန်ရဲ့ရွေးကောက်ပွဲ Dynamic တရုတ်နိုင်ငံရဲ့ပြည်ရင်းတည်ငြိမ်မှုစိုးရိမ်မှုတွေက ကမ္ဘာဗန်နာရေးဈေးကွက်တွေရဲ့တုံ့ပြန်မှုတွေကြမှာအခြေအနေဟာအချိန်မရွေးပြောင်းလဲသွားနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်